မြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတရားမဝင်ဝင်ရောက်လာတဲ့မလဝီနိုင်ငံသား၃ဦးသက်ဆိုင်ရာနိုင်ငံကိုပြင်းထန်လွှဲပြောင်းပေးရခဲ့တယ်လို့သိရပါတယ်။မြန်မာတရုတ်ထိုင်းသုံးနိုင်ငံအကြားသုံးဖွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံနဲ့အွန်လိုင်းအသုံးပြုလိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုလှုံ့ဆော်နေကြသူတွေ ပုံဝင်ပသက်သူတွေနဲ့နောက်ွယ်ကနေကျိုးကိုင်နဲ့ပြည်ပနိုင်ငံသားတွေကိုစုံစမ်းဖော်ထုတ်တိုက်ဖြတ်လျက်ရှိရာဧပြီ23ရက်မှာအစိုးရလုပ်ငန်းတွေမှာဆက်ဆက်ပါဝင်ခဲ့ကြတဲ့မလဝီနိုင်ငံသား3ကိုမြန်မာထိုင်းအမတ်နဲ့ချစ်ကြည်ရေးတရားကနေတဆက်သက်ဆိုင်ရာနိုင်ငံတွေကိုလူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေ့ရှုပြီးဥပဒေလုံထုံးလုံနည်းတွေနဲ့အညီထပ်မံပြီးပြည်နှင်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီ30ရက်ကနေဧပြီ23ရက်အထိ မြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား632ဦးကိုစစ်ဆေးဖော်ထုတ်ထိမ့်သိမ်းနိုင်ခဲ့ပြီး8312ဦးကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျပြည်နယ်လွှဲပြောင်းပေးခဲ့ပြီးပြည်ပနိုင်ငံသား1920ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင်းဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်ထားရှိတယ်လို့သိရပါဗျာ။